Hello. အားလုံးပဲမင်္ဂလာပါရှင်။ Lily True Dermatologist Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်မနာမည်ဒေါက်တာ True ကျော်ပါ။အေးပြအထူးကုဆရာဝန်ပါ။ဒီတစ်ပတ်ကကြာတော့လေဒီ မျက်စိစွန်တာလေမျက်စိစွန်အများကြီးပဲမျက်စိမှာအဖုအဖုလေးတွေအများကြီးပဲပေါက်တာမျက်စိစွန်တဲ့အကြောင်းပြောပြမှာကိုနဲ့တိတ်မဆိုင်ဘူးပေါ့နော်အဲဆိုင်တော်လို့ပြောရင်လည်းရတယ်မဆိုင်ဘူးလို့ပြောရင်လည်းရတယ်ပေါ့နော်ပုံမှန်ဆိုလို့ရှင်ဒါရိုးရိုးဆရာဝန်စီသွားကျင်သွားလိမ့်မယ်အဲ့လူနာတွေကတချို့တွေကကြတော့လေမျက်စိဆရာဝန်စီသွားလိမ့်မယ်နော်ဒါပေမဲ့ဒီလူနာလေးကကြာကျွန်မစီဦးလာရဲပေါ့နော်ကျွန်မအရေးပြားအထုကုဆရာဝန်သူကအရေးပြားနဲ့ဆိုင်လားဆိုတော့ကြည်လိုက် ဒီလိုမျိုးသူမျက်စိမှာအဲ့လိုမျက်စိစွန်တယ်လို့ပဲခေါ်မှာပေါ့နော်မျက်စိမှာအဖုအဖုလေးတွေအများကြီးထွက်လာတယ်အဲ့ဒီဟာလေးကသူဖြစ်လိုက်ပြန်ကောင်းသွားလိုက်ပြီးရင်ပြန်ဖြစ်လိုက်ပေါက်လာလို့ရှင်တချို့နေရာတွေကပြန်ပြီးတော့ကောင်းသွားလိုက်တချို့ဟာတွေကပြန်ပြီးအစ်စ်တွေပေါ်လာလိုက်အဲ့လိုမျိုးပတ်ချာတွေလည်နေတာပေါ့နော်ပြီးတော့အဲ့ဒါကျမစီကိုရောက်လာတော့သူကသုံးဘက်လောက်ရှိပြီအဲ့လိုဝေဒနာခံစားနေရတာပေါ့နော်အဲ့အဲ့အကြောင်းလေးပြောပြမှာကျမတိတလောက်ပြောရလို့ရှင်ကြတော့ မျက်စိစွန်းတာမှာနှစ်မျိုးရှိရပေါ့နော်ဟိုလူတိုင်းကဒီတိုင်းပဲကြည့်လိုက်လို့ရှင်တော့မျက်စိစွန်းတယ်ပဲပြောမယ်လေဒါပေမဲ့စိပညာအရဆိုရင်တော့နှစ်မျိုးတစ်ခုကကြတော့အစီကလန်းပိတ်လို့အဲ့ဒါကကြတော့ဝတ်ချံနေထွက်တဲ့သူတွေလိုပဲပေါ့နော်မှုညင်းပေါက်အစီကလန်းအဲ့ဒီကလန်းလေးပိတ်တဲ့အတွက်ကြောင့်မျိုးဖြစ်တယ်အလုံးလေးဖြစ်သွားတယ်နောက်တစ်ခုကကြတော့အဲ့ဒီနေရာမှာ infection ဝင်လို့ပိုးဝင်လို့ဖြစ်တယ်ပေါ့နော်အဲ့လိုနှစ်မျိုးရှိတယ်ဒီလူနာကကြတော့လေအဲ့လိုပေါ့အဲမျက်နှာမှာတော့ဝတ်ချံနေတိတ်မရှိဘူးဒါပေမဲ့ဒီ ျက်စိမှာအဲ့လိုမျိုးမျက်စိဆွန်လာလို့မျိုးဖြစ်နေရတော့ဒီမျက်စိပတ်ချလဲပဲမျက်စိနှလုံးစလုံးပဲအများကြီးပဲပေါ့နော်အဲ့တော့ကျတော့ तू ကအဲကိုယ့်အနေကို तू စေးလိန်လားဆိုတော့လိန်နေဒီမျက်စင်းစေးလေးတွေပေါ့နော်သူက तू စေးလိန်နေရှိရတယ်ခဏပျောက်သွားတယ်ပြီးတော့ပြန်ဖြစ်အဲ့လိုမျိုးလေးဖြစ်နေတာပေါ့နော်အဲ့ဒါနဲ့သွာလာပြတယ်အဲ့ဒါနဲ့ကျမကသူ့ကိုမျက်စင်းစေးပိုးသက်စေးပါတယ်မျက်စင်းစေးလေးလည်းပေးလိုက်တယ်ပြီးတော့တောက်စေးပိုးသက်စေးပေးလိုက်တယ် တပတ်လောက်နေတော့သူတက်တာသွားတယ်ပေါ့နော်ပျောက်သွားတယ်ပေါ့ဒါကဘယ်ဆရာဝန်ဖြစ်ဖြစ်တော့ပြလို့ရှင်တော့သူပျောက်မှာပဲပိုးသက်ဆေးမပါသေးလို့ဒါမပျောက်သေးတာဖြစ်လိမ့်မယ်တောက်ဆေးမှာလीနော်အဲ့တော့ပိုးသက်ဆေးနဲ့ပျောက်သွားတယ်ဒါပေမဲ့အခုကကြတော့ဘာဖြစ်လို့ပြောတာလဲဆိုတော့ကြုံလို့ပြောပြတာပေါ့နော်ပြီးရင်ဒီဟာအခုကယောက်ျားလေး patient တကယ်လို့ main clinic patient အမျိုးသမီး patient လာခဲ့လို့ရှင်သူတို့ကကြတော့ညနာမှာလိမ့်ချေတာအများကြီးရှိတယ်လीဟုတ်တယ်မလား အဲ့တော့ကျတော့သူတို့နဲ့ပတ်သက်ပြီးတော့အဲသတိရလို့ပေါ့နော်အဲ့လိုမျိုးမှားစရာရှိရလေးမှားလို့ရအောင်ဆိုပြီးဒီဗီဒီယိုလေးကိုလုပ်လိုက်တာမျက်စိမှာအဖုတွေအဲ့လိုမျိုးအဲပောက်တယ်ဆိုလို့ရှိရင်မျက်စိစွန်တာပဲဖြစ်ဖြစ်ပေါ့နော်မျက်စိမှာဒီအချို့တွေဆိုလို့ရှိရင်လေအနေစိမ့်လို့ခါလေးပဲပောက်တတ်ကြရတယ်နော်အဲ့လိုဘလိုပဲဖြစ်ဖြစ်ဒီလုပ်လို့ရပါတယ်ညနာကိုဘာမှမလိမ့်ခင်အဲ့နေရာကိုလက်နဲ့မထိခင်ပေါ့လက်တွေကိုအကုန်လုံး ချက်ပြားနဲ့ရေနဲ့တေချာတန့်စင်အောင်စေ့ကြောရမယ်ပြီးတော့မှဒါကင်မယ်ပေါ့နော်ပြီးရင်ကိုလိန်းနဲ့ဒီတို့ဘတ်တို့နော် spans တွေပေါ့ maker spans တွေအဲ cotton puff လေးတွေကအစားအကုန်လုံးပေါ့နော်တန့်တန့်ရှင်းရှင်းဖြစ်ရမယ်ပြီးရင်တနေ့လုံးလိန်းထားတဲ့ makeup တွေပါတယ်အဲ့ဒါတွေကိုညကျရင်တေချာဖြတ်ပြီးတော့မှအိပ်ရမယ်ပြီးတော့ eye makeup တို့ eye shadow တွေတို့အဲ့ဒါတွေကို share မတုံးနဲ့ပေါ့နော် ကိုယ့်ပစ္စည်းကိုကိုယ်ပဲသုံးဖို့တခြားသူနဲ့တွားတွဲပြီးတော့မသုံးနဲ့ share မသုံးနဲ့မျက်နှာတုပ်ပွားတွေပါလေဆိုလဲတိတက်မဲ့သုံးမယ်နော်ပြီးတော့မျက်နှာတုပ်ပွားတို့တို့ဘတ်တို့ make up spans တွေကိုတပတ်တစ်ခါဖြစ်ဖြစ်နန်းနန်းရှင်းရှင်း short ပေးမယ်ပြီးရင်အဲ့ဒီနေရာလေးတွေမှာလေးရောင်နေတယ်မဟုတ်လားတချို့ဆိုအနေလုံးလို့အကြီးကြီးတွေဖြစ်နေတယ်နော်အလုံးကြီးဖြစ်နေအဲ့ဒါမျိုးဆိုလို့ရှင်ဖောက်မပြည့်အောင်ညှစ်မပြည့်အောင်နော်အตาလေးရင်နွေးဝက်ကတ်တာလုပ်ပေးရမယ် ဂျင်းနွေးနွေးလေးနဲ့ကိုခံနိုင်သလောက်ဂျင်းနွေးနွေးလေးနဲ့ပေါ့နော်အဲ့ဒါနဲ့ဆိုလို့ရှိရင်တရက်ကို၄ချိန်လောက်လုပ်ပေးကတ်ထားတာပေါ့ခဏလေးကတ်ထားအဲ့လိုမျိုး၄ချိန်လောက်လုပ်ပေးရမယ်အဲ့ဆို तू ကအဲပြီဆိုလို့ရှိရင်လည်းတဖြည်းဖြည်းနဲ့မှဲ့လာမယ်ပေါ့ပြီးရင်ပေါက်သွားမယ်ပေါ့နော်ဒါကဘာမှမလုပ်ရသေးခင်ပေါ့ပြီးသွားရင်တကယ်လို့ကိုကမျက်စင်းစေးခတ်ချင်တယ်ဆိုလို့ရှိရင်လည်းမျက်စင်းစေးခတ်လို့ရတယ်အဲပိုးသက်စေးမျက်စင်းစေးပဲခတ်ပါတခြား steroid တွေပါတယ်ပါတဲ့ဟာမျိုးမခတ်နဲ့ပေါ့နော် ဒါဆရာဝန်ကညွှန်ကြားရတဲ့မျိုးပေါ့ကိုကကိုဆိုလို့ရှိရင်ဒီ Daxa တို့ဘာလို့ပါရဟာဆိုရှောင်ရမယ်နော်ပြီးရင်အတက်နိုင်ဆုံးတော့အဲ့ဒီအချိန်မှာ makeup မလိမ့်နဲ့ moisturizer တွေကလိမ့်လို့ရတယ် makeup မလိမ့်နဲ့ makeup လိမ့်လို့ရှိရင်ပို့ပြီးတော့အိမ်နာရီပို့ပိတ်တယ်ပေါ့နော်ပြီးတော့ mascara တို့ eye makeup တို့အဲ့ဒါတွေလည်းမသုံးနဲ့တော့ပေါ့လုံးဝမတက်တာခဲ့လို့ရှိရင်တော့မျက်စိဆရာဝန်နဲ့တော့ပြပါအဲ့လိုပဲအကြံပေးပါစီ တော့ဒီဟာဘာဖြစ်လို့ပြောရတာလဲဆိုတော့လေတချို့တွေကအဲ့မျက်စိစွန်တာပဲတလုံးတလေစွန်တာရှိတယ်ဒါပေမဲ့တချို့ကြလေထက်ခါထက်ခါလေအဲ့အဲ့နေရာမှာစွန်နေတာထက်ခါထက်ခါအလုံးတွေပြင်းပြင်းဖြစ်နေတာအဲ့ဘာဖြစ်လို့ဖြစ်တာလဲဆိုတော့သူက watch လုံးမျိုးပဲအဲ့နေရာမှာအစီဂလန်းရဲ့အပေါက်ပိတ်နေတာပေါ့နော်အဲ့လိုလည်းဖြစ်နိုင်တယ်ခဏခဏပိတ်ရင်တော့ခဏခဏထွက်မယ်ဒါမှမဟုတ်လို့ရှင်အဲ့မှာပိုးကမသေးဘူးပေါ့နော်ကိုကတခြားအရာတွေလည်းအလျှောက်လုပ်နေတဲ့အတွက်ပိုးသက်စီတောက်ပေမဲ့ပိုးသက်စီ ထည့်ပင်မယ်မျက်စိစိခတ်ပင်မယ်ပေါ့မတက်တာဘူးပေါ့နော်အဲ့လိုမျိုးကြောင့်ခဏခဏအဲခဏခဏထွက်နေရရှိတယ်အဲ့ဒါကြောင့်ဒီလိုမျိုးလေးအဲလိုက်နာပါဆိုတဲ့အကြောင်းလေးပြပြပေးတာဖြစ်ပါတယ်အော်တချို့တွေကကြတော့လေအဲမတ်စကာရာနဲ့မတက်ရာတွေလည်းရှိတတ်တယ်နော်အဲ့ဒါဆိုလို့ရှိရင်တော့ allergy လို့ဖြစ်တာပေါ့အဲ့ဒါကြောင့်အရန်ရပြီးတော့ rash လေးအရင်ဆုံးအရဲအဲ့လိုမျိုးကျဲကျဲလေးအရင်ပေါ်ပြီးတော့မှအဲ့မှာအဖုလေးအများကြီးရွတ်တန်းစီပြီးတော့ပေါက်တာအဲ့ဒါကကြတော့ဓာတ်မတည့်တာပေါ့တော့ဓာတ်မတည့်တာ အဲ့ဒါကြတော့အဲ allergic contact dermatitis လို့ခေါ်ရမှာပေါ့လေဒါဓမ္မတဲ့အကြောင်းဖြစ်တာအဲ့ဒါမျိုးဆိုလို့ရှိရင်တော့အဲ့ mascara တွေလုံးဝမသုံးသင့်တော့ဘူးသူ့ရဲ့အတွင်းထဲကပါဝင်တဲ့ပစ္စည်းကြောင့်မတည့်တာတစ်ခုနဲ့မတည့်လို့ရှိရင်နောက်တစ်ခုနဲ့လည်းတည့်မှာမဟုတ်ဘူးအာမသုံးနဲ့တော့ဘဟုတိုင်လည်းရကြပါစေကျမလာပါတော့ရေပြာပါဆန္ဒညပါစေရှင်နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးဆုံတွေ့မယ်နော်ဘိုင်ဘိုင်